โอเคအားလုံးကိုမင်္ဂလာပါ Father ရဲ့နာမည်ကတော့ Father Steven Chetim ဖြစ်ပါတယ် Father ဝင်မြောက်ခြင်းတဲ့အကြောင်းအရာတွေကတော့ဒီ migrants ကိုဥတီပြီးတော့ပေါ့เนาะရှေ့ပြောင်းသွားလာသူတွေဆိုတာဘသူတွေလဲဆိုတဲ့အရာလေးကိုဟိုအဓိကဝင်မြောက်ခြင်းတဲ့အဲ့ဒီထဲမှာပဲအတင်းတော်ထဲမှာဘလောက်ထိအရေးပါလဲလူတိုင်းလူတိုင်းဒီရှေ့ပြောင်းသွားလာတဲ့ပုံကိုယ်တွေဖြစ်တယ်ဆိုတဲ့အရာလေးကိုဝင်မြောက်ခြင်းတာဖြစ်ပါတယ် Father ပေးထားတဲ့ခေါင်းစဉ်လေးကတော့ migration and mission ပေါ့လေ ဲအခုဒီမှာလူငယ်တွေပေါ့လေဒီမှာအန်တီပြုံးလို့လဲပါတာတွေ့လိုက်တယ်တော်တော်များများပါကြတယ်နည်းနည်းပထမဆုံးအနေနဲ့မေးခွန်းလေးမေးချင်တယ်ဒီမှာအာအခု online မှာ join တာပေါ့လေ online join တဲ့ပုဂ္ဂိုလ်တွေကကိုမွေးတဲ့နေရာနေပြီးတော့ပဲဒီ online ကို join တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေနည်းနည်းလဲထောင်ပါဦးဘယ်နှစ်ယောက်လောက်ရှိပြီလဲလို့မရှိဘူးနေမသိဘူးတရားလဲထောင်တာ okay မရှိဘူးဆိုကြရတဲ့နေရာကျွန်တော်တို့ဒီ ဒီ migration ရွှေ့ပြောင်းသွားလာသူတွေဖြစ်တယ်ဆိုတာကိုပထမဆုံးကြည့်ရမယ်။ဘုံကြီးကိုယ်တိုင်တရားဟောတဲ့ပုဂ္ဂိုလ်လည်းရွှေ့ပြောင်းသွားလာတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။အဲကြောင့်မလို့ဒီ migration ဆိုတာကကျွန်တော်တို့အကြောင်းတွေပဲဖြစ်တယ်ဆိုတာလေးကိုပထမဆုံးအနေနဲ့ပြောပြချင်တယ်။ကျွန်တော်တို့ဒီကျွန်တော်တို့ data မှာကျွန်တော်တို့မွေးတဲ့နေရာမှာမရှိတဲ့အတွက်ကျွန်တော်တို့ဒီရွှေ့ပြောင်းသွားလာသူတွေဖြစ်တယ်။အဲ့ဒီဟာလေးကိုသစင်းစင်းဘုံကြီးအနေနဲ့ဝေမျှချင်ပါတယ်။ရွှေ့ပြောင်းသွားလာခြင်းဆိုတာဘာလဲ ဘသူတွေရရှေ့ပြောင်းသွားလာသူတွေလဲဆိုတဲ့ဟာလေးကိုအနေငယ်ဒီ scientific background ကနေနည်းနည်းအနေငယ်ချင်းမှာဖြစ်ပါတယ်အာ migration ဆိုတာတနေရနေတနေရရွှေ့ပြောင်းသွားလာတဲ့ပုံကိုယ်တွေဖြစ်တယ်အဲ့ဒါဒီ permanent ဖြစ်ခြင်းဖြစ်နိုင်တယ်ဟိုအာအပီရွှေ့လာတဲ့ဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်ယာယီရွှေ့တာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်အဲ့ဒီရွှေ့ပြောင်းသွားလာခြင်းဒီကိုရောစိတ်ပါပေါ့လေဟိုရွှေ့ပြောင်းသွားလာတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်ဗာလဲ first သွားပေးပြီးတော့ရွှေ့ပြောင်းသွားလာရတာလည်းဖြစ်နိုင်တယ်ကျွန်တော်တို့ရွှေ့ပြောင်းသွားလာရခြင်းတဲ့အကြောင်းရင်းတွေရကျွန်တော်တို့အားလုံးဒီတရားဟောနေတဲ့ဖုန်ကြီးအပါဝင်ဒီအကြောင်းအရာကို share လုပ်နေတဲ့ဖုန်ကြီးအပါဝင်ဒီမှာ online join နေတဲ့တအားသမီးတို့ကြံတဲ့လူတွေလည်းအများအားဖြစ်ဒီဟိုဗာလဲ migrants တွေဖြစ်ကြတယ်ရွှေ့ပြောင်းသွားလာသူတွေဖြစ်ကြတယ် part of diaspora communities ဒါကြောင့်မလို့ရှစ်ပြောင်းသွားလာတဲ့အဖွဲ့အစည်းတွေဖြစ်တဲ့ immigrants families ဒါတော့စကလုံးအတုံးလုံးတွေထပ်သုံးတာပေါ့နော် descendants of those who moved ဒါမှမဟုတ်ရင်ကိုကိုတိုင်းမရွှေ့တောင်းရင်တောင်မှကျွန်တော်တို့ဒီဘိုးဘွားပြည်ပြင်တွေဒီရှစ်ပြောင်းသွားလာတဲ့ပုံကိုယ်တွေဖြစ်တယ်အခုန Father မိတ်ဆက်လိုက်တယ် Father ချင်းလူမျိုးရခိုင်ပြည်မှာမွေးတယ်ဒါမှကျွန်တော်ဖိုးဘွားတွေဘိုးဘွားပြည်ပြင်တွေကချင်းတောင်ဖေးကဆင်းသက်လာတာလဲချင်းနိုင်တယ် ဒါရာဇဝင်တွေပြန်လိုက်မယ်ဆိုလိုချင်တာကတော့အဲ့ဒီကိုကိုတိုင်မဟုတ်ရင်တောင်မှကျွန်တော်တို့ရဲ့ဒီ descendants ဖြစ်လာတဲ့ပုဂ္ဂိုလ်တွေဒီတနေ့နေ့ကနေရွှေ့ပြောင်းသွားလာတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။ဒါကြောင့်မလို့ဒီ migration has been woven into the fabric of human history ကျွန်တော်တို့လူသားတွေရဲ့အာတမိုင်းထက်မှာကိုကဒီရွှေ့ပြောင်းသွားလာခြင်းကိုကတွေကပ်နေတယ်။ pin remains central to our shared identity as a global community တကဘာလုံးရဲ့အဖွဲ့အစည်းတွေထဲမှာက ျွန်တော်တို့ရဲ့ဒီ migration ဆိုတဲ့ဟာကကတ်နေတယ်ဆိုတဲ့အရာလေးကိုပြောပြခြင်းဖြစ်တယ်ဒါကြောင့်မလို့ migration ဆိုတာဘာလဲသိမယ် migrant ဆိုတာရွှေ့ပြောင်းသွားလာသူတွေဘယ်လိုလဲဆိုရင်ကျွန်တော်တို့အားလုံးတွေပဲဖြစ်တယ်ဆိုတာလေးကိုကျွန်တော်တို့ပြန်လည်သုံးသပ်ရင်ရနိုင်တဲ့အရာဖြစ်တယ်အဲကြောင့်မလို့ဒီရွှေ့ပြောင်းသွားလာခြင်းပိုင်းကိုဒီ academic ပိုင်းကနေကြည့်မယ်ဆိုရင်အမျိုးမျိုးနေရှိတာပေါ့လေ internet and international internet ဆိုတာအတွင်းထဲမှာရွှေ့ပြောင်းသွားလာတဲ့ဟာလေးဖြစ်နိုင်တယ် ဒါမှမဟုတ် international ရွှေ့ပြောင်းသွားလာတဲ့ပုံကူတွေလည်းဖြစ်နိုင်တယ်ဆိုလိုချင်တာကတော့ကျွန်တော်တို့ဒီမြန်မာပြည်အထက်မှာဟိုချင်းပြည်ကနေပြီးတော့ဗမာပြည်ပြောင်းလာတယ်ဖြစ်နိုင်တယ်ကချင်ပြည်ကနေပြီးတော့ဗမာပြည်ဒီရန်ကုန်ဘက်ပြောင်းလာတဲ့အားလေးဖြစ်နိုင်တာဒါ internet movement within countries ဒါမှမဟုတ်ရင်တချို့ဆိုရင်ဒီမှာအများအပြားဟိုစင်ကာပူကနေ join တဲ့လူတွေများမှာထင်တယ်နော်စင်ကာပူကလူတွေဒါဆိုရင်ဒါလေး international movements ပဲတကဘာလုံးနဲ့ရွှေ့ပြောင်းသွားလာတဲ့ပုံကူတွေဖြစ်တယ်ဒါ internet နဲ့ ဟို internet နဲ့ international movement ကိုအဲ့လိုမျိုးနားလည်လို့ရတယ်အတွင်းထဲမှာပြောင်းလဲတာဖြစ်နိုင်တယ်တိုင်းပြည်ထဲမှာဒါမှမဟုတ်ကျွန်တော်တို့တိုင်းပြည်ပြည်နဲ့အတွင်းထဲမှာရှေ့ပြောင်းသွားလာတဲ့ပုံစံတွေဖြစ်ချင်းဖြစ်နိုင်တယ်တကဘာနဲ့ချီပြီးတော့တခြားနိုင်ငံရှေ့ပြောင်းသွားလာတာလည်းဖြစ်နိုင်တယ်ဒါလည်း migration ပဲ migrants ပဲဆိုတဲ့အရာလေးပို့ပြီးရင် voluntary versus forced စေယောကိုပါကိုယ့်ဟာကိုယ်ရှေ့ပြောင်းသွားလာတဲ့ဖြစ်နိုင်တယ်ရှေ့ပြောင်းသွားလာခြင်းကဒါမှမဟုတ် enforced အများဖြစ်ပမာပြမှာဆိုရင်ဘာပဲများလဲ first ပဲများတယ်အတင်းအဓမ္မရွှေ့ပြောင်းရတာအချိန်နေပမာပြမှာအချိန်နေမပေးတဲ့အတွက်အခွင့်အရေးမရှိတဲ့အတွက်ရွှေ့ပြောင်းသွားလာရတာလည်းဖြစ်တယ် voluntary အာစေယောကိုပါကိုမိသားစုစားဖို့နေအဆင်ပြေဖို့အတွက်မိသားစုကောင်းစားဖို့အတွက်ကိုဟာနဲ့ကိုအာကျွန်တော်ဒီနိုင်ငံခြားသွားအလုပ်လုပ်မှရမယ်လေဆိုတဲ့ဟာနဲ့လည်းစေယောကိုပါလည်းဖြစ်နိုင်တယ်အဲ့ဒီတဲမှာတော့မှဒီဟိုတကယ် literally analyze လုပ်မယ်ဆိုရင် voluntary ထဲမှာတော့မှဟိုအနေငယ်ကွဲခြားတဲ့ဟာလေးတွေရှိသေးတာပေါ့နော် seasonal and cyclical ဆိုတာ seasonal ဆိုတာရာသီဥတုပေါ်မှာမူတည်ပြီးတော့ရွှေ့ပြောင်းသွားလာတဲ့အဲအဲ့လိုမျိုးပေါ့တချို့ဆိုရင်အရင်တော့ဖုန်းကြီးကြားခဲ့မှုတယ်ဒီအောက်ပြည်ရလူတွေဆိုရင်နွေရာသီဆိုရင်ဥမာပြဒီဇင်ဘာလလောက်ဆိုရင်သူတို့ဒီဒီဖာကန်တို့ဖက်မှာကြောက်စိမ့်သွားတူးကြတယ်အဲ season နဲ့ပေါ့လေပြဒါမှမဟုတ်ရင်ဒီ site ပြည့်ရဲ့လုံကအဆင်ပြေတဲ့နေရာတွေမှာ စိုက်ပျိုးရေးတွေသွားလုပ်ကြတယ်ပြီးရင်ကိုယ့်နေရာကိုယ့်ဒေသကိုပြန်လာကြတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကဒီဝင်ငွေထွက်ငွေပေါ်မှာမူတည်ပြီးတော့အဲ့ဒီနေရာကိုသွားပြန်သွားလုပ်အလုပ်လုပ်တယ်ပြီးရင်အချိန်တိုင်းရင်ပြန်လာတယ်အဲ့ဒီအနေအထားလေးတွေရှိတယ်တဲ့ရှစ်ပြောင်းသွားလာခြင်းအမျိုးအစားတွေကဘာဝပါဝန်ကျင်ပေါ်မှာမူတည်ပြီးတော့ရှစ်ပြောင်းသွားလာတဲ့အားဖြင့်အများကြီးရှိတယ် ဥမာပြရာတီဥလူမကောင်းတဲ့နေရာတွေမုံတိုင်းများတဲ့နေရာတွေစသဖြင့်ပေါ့လေငလင်းအလုံးတဲ့နေရာတွေမှာမနေတော့ဘူးဘယ်နေရာတွေမှာကောင်းမလဲစသဖြင့်ပေါ့လေအဲ့ဒီအနေအထားလေးတွေဒီ environmental migration ကတော့ဒီတတ်တော်တွေအများအပြားရွှေ့ပြောင်းသွားလာတဲ့ဟာလေးတွေကိုတွေ့ရတယ် migration ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင် father တို့ကြည့်မယ်ဆိုရင်ဒီဘယ်ကနေစပြီးတော့လူလောက်ကမှာပေါ့လူအသက်တာမှာဟို ဘလို့ဘယ်ကနေစလဲဆိုရင်တော့အာဖရိကတိုက်ကနေစတယ်ဆိုပြီးတော့ပြောတယ်အာဖရိကတိုက်ကနေပြီးတော့ the first great migration ကအဲ့ဒီကနေပြီးတော့စပြီးတော့လူတွေကရွှေ့လာကြတယ်အာဖရိကတိုက်ကနေပြီးတော့အဲ့ဒီမှာပဲ migration စပြီးတော့ပေါ်လာတယ်ဆိုတဲ့အရာလေးကိုတွေ့ရတယ်ဒုတိယရွှေ့ပြောင်းသွားလာခြင်းအများဆုံးဖြစ်တဲ့ဟာကဘယ်အချိန်မှလဲဆိုတော့ Asian empires ဘိုးဘေးဘီဘီတွေရဲ့ empire ခေတ်တွေမှာတနင်္ဂနွေနဲ့တနင်္ဂနွေစစ်တိုက်တယ် colonization လုပ်တယ် ဥမာဖြစ်ကျွန်တော်တို့ဟို British တွေကကျွန်တော်တို့မြန်မာနိုင်ငံကို colonization လုပ်တယ်ဂျပန်တွေကလုပ်တယ်စသဖြင့်ပေါ့လေအဲ့လိုမျိုးလုပ်ရင်းနဲ့ပဲသူတို့လည်းကျွန်တော်တို့နိုင်ငံတွေရောက်ကြရတယ်ဗမာပြည်ကလူတွေလည်းအဲ့ဒီနိုင်ငံတွေရောက်ကြရတယ်အဲ့ဒီခေတ်ကာလတုန်းကပေါ့လေအဲ့ဒီအနေအထားလေးတွေတွေ့ရတယ်အဲ့ဒီအနေအထားပဲလူရဲ့ဘဝဝင်ခြင်းကိုပြန်ပြီးတော့ဖန်တီးတယ်ဆိုတဲ့အရာလေးကိုတွေ့ရပါတယ်နောက်တစ်ခုက industrial revolution ဒါတော့အနည်းနဲ့အများဟိုစာအုပ်တွေမှာလည်းတင်ဖို့မှာပေါ့လေစက်မှုဒေါ်လာရေးလို့ အလွယ်လွယ်ကူကူနဲ့ခေါ်လို့ရတာပေါ့အဲ့ဒီဆက်မှုဒေါ်လာရေးပေါ်မှာမူတည်ပြီးတော့ဆက်မှုတွေထုံးကားတဲ့အချိန်မှာရွာတွေမှာနယ်တွေမှာနေတဲ့ပုံကူတွေကဒီမြို့တွေပေါ်မှာတဖြည်းဖြည်းနဲ့ရွှေ့ပြောင်းသွားလာကြတယ် pin modern era အခုခေတ်ကကျွန်တော်တို့ခေတ်ပေါ့အခုလူငယ်တွေရဲ့ခေတ်ပေါ့လေစစ်အခုနပြောသလိုစစ်ကြောင်းကျွန်တော်တို့ရွှေ့ပြောင်းသွားလာရတဲ့ပုံကူတွေရှိမယ် decolonization ဆိုတာကတော့ အရင်တုန်းကတော့ဒီ colonize လုပ်လိုက် colonize လုပ်ပြီးတော့ပြန်သွားတဲ့ပုံကိုဒီဒါမှမဟုတ်ရင်တကယ်လို့စီဒီ commonwealth ဆိုတဲ့ဒီ british ဘေးမှာက queen elizabeth ကဖွဲ့ထားတဲ့အဖွဲ့အစည်းတွေပေါ့ဗမာပြည်လို့ပါတယ်ဆိုရင်ကျွန်တော်တို့ဆိုအရင်တုန်းကဟိုဘာလဲဒီအင်္ဂလန်တို့ဆိုဗီဇာမပါဘဲနဲ့တော့သွားခဲ့ရမယ့်အခြေအနေတွေရှိခဲ့တာပေါ့နော်ဘာလို့ဆိုတော့သူတို့က colonize လုပ်ခဲ့တဲ့အတွက်ဒီနိုင်ငံကိုဒီနိုင်ငံကပုံကိုဒီလူမျိုးတွေကိုပြန်လဲသူတို့ ကူတဲ့သဘောမျိုးနဲ့သူတို့နိုင်ငံတွေကိုဝင်ထက်သွားလာခွင့်တွေဗီဇာမဲ့ fee တွေပေးထားတဲ့အရာတွေလုပ်တယ်ဒါပေမဲ့ဘာမှပြရတော့အဲ့ဒီဒီ commonwealth ထဲမှာမပါတဲ့အချိန်ကြတော့အင်္ဂလန်တို့ပါလို့ဆိုရင်လည်းဗီဇာတွေပါတွေရှောက်ပြီးမှဝင်ရတဲ့အခြေအနေတွေရှိတယ်အဲ့လိုမျိုးလေးတွေပေါ့ပြီးရင်တကယ်အကြီးမားဆုံးကတော့ globalization ပေါ့လေဒါကဘာလုံးကတော့ရွာလိုဖြစ်နေတာအချိန်မီးဝင်ထက်သွားလာတဲ့အနေအထားလေးတွေတွေ့ရတယ် ဘယ်ဘယ်နိုင်ငံသွားမလဲကျွန်တော်တို့မြန်မာနိုင်ငံတော့မပါဘူးပေါ့လေမပါဘူးဆိုတော့အခုခေတ်ကာလနဲ့ပေါ့ဘာလို့ဆိုလူငယ်တွေကတခြားနိုင်ငံတွေကိုမသွားရတော့ဘူးပေါ့တခြားနိုင်ငံတွေကကြတော့သူတို့နိုင်ငံအချင်းချင်းတခြားနိုင်ငံကိုအိမ်ဦးနဲ့ကြမ်းပြင်တဘောမျိုးထွက်သွားတဲ့အနေအထားလေးတွေရှိတယ်ဗီဇာတွေရှိတယ်ပတ်စပို့တွေရှိတယ်ဆိုရင်လူလေးကူကူနဲ့သွားလို့ရတယ်အဲကျွန်တော်တို့ဒီနေရာမှာကြည့်မယ်ဆိုရင်တော့ဟိုအာရှအအရှိတောင်အာရှဆိုရင်အရှိတောင်အာရှမှာရှိတဲ့နိုင်ငံတွေအချင်းချင်းအာဗီဇာကိလို့ခွင့်နဲ့အချိန်မီးသွားလာလို့ရတယ် ဒါဒီ migration တွေ human migration ပေါ့လေခြုံပြီးတော့ကြည့်လိုက်မယ်ဆိုရင်ဘလိုမျိုးသင်းစင်းအသူခေတ်ကာလကိုဘလိုမျိုးပြောင်းလဲခြင်းလို့ခေါ်လဲဆိုတာရွှေ့ပြောင်းသွားလာခြင်းလို့ခေါ်လဲဆိုတဲ့အရာလေးကိုကြည့်ချင်းဖြစ်ပါတယ်ဒီ global migration ကိုကျွန်တော်တို့ကိန်းကဏ္ဍလေးတွေနဲ့ကြည့်ရအောင်အကျအပြစ်ပေါ့လေအာ154တန်းတဲ့ ဘယ်ခုနှစ်မှာလဲ international migrants က1990မှာဒါဇင်းသူတို့ယူတဲ့အချိန်မှာ1990မှာဆိုရင်သူက9နှစ်တခါလောက်ဇင်းကိုအတိအကျလေးတွေထုတ်တာပေါ့နော်အော်ဒီရွှေပြောင်းသွားလာသူအရေးအတွက်ဒီတန်ပေါင်း154တန်းရှိတယ်တဲ့ရွှေပြောင်းသွားလာသူတွေပြီးရင်2020 2020မှာဆိုရင်တန်ပေါင်း255ပုဂ္ဂိုလ်တွေကရွှေပြောင်းသွားလာတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်2020တော့ဆိုရင်ဒီမှာရှိတဲ့လူငယ်တွေလည်းပါချင်းပါလောက်ပြီပေါ့နော် ဟိုရွာနေပြီးတော့ဒီဖက်မှာတက်လာတာဒါမှမဟုတ်ရင်ဗမာပြားမြန်မာပြားနေပြီးတော့ချမ်းနေကတည်းသွားတဲ့အထက်မှာပါနေတော့ပြီးနေရ85ဆိုတဲ့လူရည်ထက်မှာပေါ့တကယ်လို့တော့ကိုကနိုင်ငံခြားကို2020မှာစပြီးတော့ trap ခဲ့တယ်ဆိုရင်ဒီဇင်းထက်မှာပါတော့ပြီးပေါ့တန်ပေါင်း185တနှစ်မှဒီတန်ပေါင်း185တီရွှေပြောင်းသွားလာနေကြတယ်တနေရနဲ့တနေရကဲ2024ပေါ့2024မှာဆိုရင်ဘယ်လောက်ရှိပြီလဲဆိုတော့တန်ပေါင်း304 ကလူတွေကရွှေ့ပြောင်းသွားလာနေကြတယ်2024မှာရှင်ကပလူဥယေရဲ့300ခိုင်နှုန်းကျော်ကျော်ဒီအမြဲတမ်းရွှေ့ပြောင်းသွားလာနေတဲ့ပုံစံတွေဖြစ်တယ်တနေရာနဲ့တနေရာတနေရာနဲ့တနေရာရွှေ့ပြောင်းသွားလာပြီးတော့အသက်ရှင်နေထိုင်ကြတယ်ဆိုတဲ့အရာလေးကိုတွေ့ရတယ်ဟုတ်ကဲ့ဒါဆင်ပမာပြင်နေနေရောကျွန်တော်တို့ရဲ့ဒီအားလေးကိုကြည့်လိုက်မယ်ဆိုရင်ရွှေ့ပြောင်းသွားလာခြင်းကိုကြည့်လိုက်မယ် migration context volume Myanmar in 2025 2025မှာဆိုရင်ရွှေ့ပြောင်းသွားလာတဲ့ဟာဒါမဲ့တခုရှိတာတော့ဒီ မြန်မာနိုင်ငံမှာတော့ဒီရှစ်ပြောင်းသွားလာတဲ့စီးရင်ကိုတိတိကျကျကောက်ယူလို့မရတော့ဘူးပေါ့လေ2023မှာနောက်ဆုံးကောက်ယူခဲ့တယ်လို့တွေ့ရတယ်။အဲ့မှာကောက်ယူခဲ့တာဒီဒါထိုင်းမှာကောက်ယူခဲ့တဲ့ဇင်းစရာဖြစ်တယ်။ cross border movements ထိုင်းဘက်ကိုရှစ်ပြောင်းသွားလာတဲ့လူတွေဒါထိုင်းကထိုင်းမှာရောက်နေတဲ့ပုဂ္ဂိုလ်တွေကိုဇင်းယူတာဘလောက်ရှိလဲဘာမှပြပုဂ္ဂိုလ်တွေထိုင်းမှာပဲနှစ်ယောက်ရှိလဲဆိုနှစ်တန်းကျော်ကျော်ရှိတယ်တဲ့နှစ်တန်းကျော်ကျော် ဗမာပြည်လူတွေထိုင်းမှာရောက်နေတာနှစ်တန်းကျော်ကျော်ရှိနေပြီတဲ့2024မှာဒါထိုင်းဖက်ကနေပြီးတော့ပဲထိုင်းမှာဈေးယူတာပေါ့နော်အဲ့ဒီဖက်မှာအဲ့ဒါဒါဆိုရင်အရှိတောင်အာရှမှာဒီကျွန်တော်တို့မြန်မာလူမျိုးတွေအများဆုံးရွှေ့ပြောင်းသွားလာတဲ့ပုံကိုထဲမှာပါတယ်အများဆုံးရွှေ့ပြောင်းသွားလာတဲ့ပုံကိုတွေဖြစ်တယ်တဲ့ internet displacement okay ဟိုနေငါဟိုနေငါဒီနေငါတွားပြီးထိုင်းလို့ဘာလို့တွားပြီးမြန်မာပြည်တွင်းအထက်မှာရောဘယ်လောက်ရှိလဲ ုံးတန်းရှိတယ်တဲ့မြမအလူဦးရေတုံးတန်းသောပုံကိုဒီအဒီမြမပြည့်အသွင်းမှာရှေ့ပြောင်းသွားလာနေကြတယ်။ဟိုမှာတိစစ်ဖြစ်နေတဲ့နေရာနေပြီးတော့စစ်ရှောင်ပြီးတော့ရန်ကုန်လို့လာတယ်မန္တလေးလို့သွားတယ်စင်ငိမ့်တဲ့နေရာတွေသွားကြတာပေါ့လေမြို့ကြီးတွေကိုသွားကြတဲ့ပုံကိုဒီအဲ့ဒီအိုအိမ်မဲ့ပုံကိုဒီဒါတော့မှအိုအိမ်မဲ့ပုံကိုဒီတော့မှ3 million ရှိတယ်တဲ့တုံးတန်းရှိတယ်ဆိုတဲ့အရာလေးကိုတွေ့ရတယ်။မြမပြည့်မှာတော်တော်ရှေ့ပြောင်းသွားလာတဲ့လူတွေတော်တော်များနေပြီ။ โอเคဒါဆိုရင်တော့ဒီလိုမျိုးရှင်းပြောင်းသွားလာတဲ့အခြေအနေလေးတွေကျွန်တော်တို့သိသွားပြီဆိုရင်ကျွန်တော်တို့စံစာတွေထဲမှာရောဘယ်လိုမျိုးတွေပြောထားလဲ migration ရှင်းပြောင်းသွားလာတဲ့အခြေအနေတွေရှိလားအများကြီးပဲစံစာထဲမှာရှင်းပြောင်းသွားလာတဲ့အကြောင်းအရာလေးတွေကိုပြောမယ်ဆိုရင်မကုန်နိုင်ဘူးပေါ့လေတစ်ခုပြီးတစ်ခုမကုန်နိုင်တဲ့အနေအထားလေးတွေရှိတယ်ဒါပေမဲ့ဒီမှာရှိတဲ့လူငယ်တွေတိတာမြင်တာတဲ့ရှင်းပြောင်းသွားလာခြင်းကိုဟိုတင်ပြရမယ်ဆိုရင်ဒီမဟောင်းကျမ်းမှာဆိုရင် Abraham's call Abraham ကထာဝရဘုရားသခင်က တူမွေးတဲ့ဇာတိမှာရှိတဲ့နေရာနေဖျားတခင်ခတိထားတဲ့ပုဂ္ဂိုလ်ဖျားရဲ့လူမျိုးစုအဖြစ်သူ့ကိုခေါ်လိုက်တာတခြားနေရာကိုဖျားတခင်ကသာရဖျားတခင်အာဗြဟံကိုအဲ့ဒါကိုကဘာဦးကျမ်းအခန်းကြီး7အငယ်1ကနေ3မှာဖတ်ပြမယ်ဆိုရင်ဒါကိုတိတာနိုင်တယ်အာဗြဟံသူ့နေရာမှာရှိတဲ့စိစိဥစ္စာတွေထားခဲ့ပြီးတော့သူ့ကိုဖျားရဲ့လူမျိုးတော်အဖြစ်ရွေးကောက်တဲ့အချိန်မှာတခြားနေရာကိုရွှေ့ပြောင်းသွားလာဖို့တဲ့ခေါ်သွားတာရွှေ့ပြောင်းသွားလာသူဖြစ်တယ်အာဗြဟံကနောက် ဂျိုးဆပ် in Egypt ဒါ forced migrants လို့ migration လို့ပြောမှာပေါ့နော်ဂျိုးဆပ်ကိုဗာလဲသူ့ရဲ့ညီကိုတွေကသူ့ကို Egypt တထေးတွေကိုရောင်းလိုက်တယ်ဂျိုးဆပ်လည်းအဲ့ဒီနေရာကိုထွက်သွားရတယ်ဆိုတဲ့အနေအထားလေးတွေကိုတွေ့ရတယ်ဒါကိုလည်းကဘာဦးချမ်းထက်မှာတွေ့ရတယ်ဒါဒီအကြောင်းအရာလေးတွေကဒီဒီမှာရှိတဲ့ဟိုလူငယ်တွေကဒီအကြောင်းအရာလေးတွေသိပြီးသားဖြစ်တဲ့အတွက်ပေါ့လေ Tower of Babel အမှလည်း ဒီလိုကောင်းကင်နိုင်ငံကိုတက်ဖို့အတွက်ဟိုအချင်းချုပ်ပြောမယ်ဆိုရင်ကောင်းကင်နိုင်ငံကိုတက်ဖို့အတွက်သူတို့ဒီဘာဘီလုန်ရေးတိုက်ကိုတိဆောက်နေတဲ့အချိန်မှာဖျားတခင်ကသူတို့ကိုစကားကိုတယောက်နဲ့တယောက်နားမလည်အောင်လုပ်တိုက်တဲ့အချိန်ကျတော့ဘာသာစကားနားမလည်ကြဘူးအဲ့ဒီအချိန်မှာတယောက်နဲ့တယောက်꽌ပြသွားကြတယ်သူတို့အစဉ်ပြေတဲ့နေရာကိုထက်သွားကြတယ်ဆိုတဲ့အရာလေးကိုကျွန်တော်တို့တွေ့ရှိရတယ်။ Now Exodus ဒါလည်းကောင်းကောင်းလူငယ်တွေတိမှာပေါ့လေ အစ်ဂျစ်ပြည်ကနေပြီးတော့ထာဝရဘုရားတခင်ကမိုးစေကနေပြီးဥဆောင်ပြီးတော့ခေါ်လာတဲ့ဟာလေသူတို့မွေးဖွားတဲ့နေရာအစ်ဂျစ်ပြည်ကနေပြီးတော့ဘုရားတခင်ခတိထားတဲ့ဒီနေရာကိုအာပြားရည်စီစဉ်တဲ့နေရာကိုခေါ်လာတဲ့ဟာလေဒါရွှေ့ပြောင်းသွားလာတဲ့နှစ်ပေါင်း40တဲကန်တရမှာကြာခဲ့တဲ့အရာလေးတွေတီထားခဲ့ရတာဖြစ်တယ်ဒါလည်းဒီပုံကိုယ်တွေဒီလေထာဝရဘုရားတခင်ကသူတို့ကိုရွှေ့ပြောင်းသွားခဲ့စေတယ်တနည်းအားဖြင့်ဒါ ဟိုဆွဲမဲ့ဆိုရင်ဖျားခင်ကိုတော်တိုင်ကရွှေပြောင်းသွားလာခြင်းတွေကိုလိုလားနေလားဆိုတဲ့အရာလေးကိုစဉ်းစားလို့ရတာပေါ့လေ Excel and return da Babylonia exile အဲ့ဒီနေ့အတိုင်းဆိုတဲ့အရာလေးတွေအများကြီးတွေ့ရတယ်ဒါဓမ္မဟောင်းကျမကြီးရွှေပြောင်းသွားလာခြင်းကိုဘယ်လိုအနေအထားမှာတွေ့ရလဲဆိုတဲ့အရာလေးကိုပြောပြခြင်းဖြစ်တယ်ကဲနောက်တစ်ဆင့်အနေနဲ့ဒီ theology ပိုင်းပဲပေါ့လေဒါလဲဒီဓမ္မဟောင်းဓမ္မတိကျမဆိုရင်ဘာတွေတွေ့ရလဲ the incarnation သခင်ခရစ်တော်ကိုယ်တိုင်ကိုကရွှေ့ပြောင်းသွားလာတဲ့ပုဂ္ဂိုလ်ဖြစ်တယ်။ကောင်းကင်နေကသူ့ရဲ့အဖအိမ်ကနေပြီးတော့လောကကိုရွှေ့ပြောင်းသွားလာတယ်။အဲကြောင့်သူ့ရဲ့မွေးဖွားခြင်းကို God's ultimate migration တကယ်အမြင့်ဆုံးသောရွှေ့ပြောင်းသွားလာခြင်းဖြစ်တယ်တဲ့ The divine becoming human and dwelling among us တို့လူသားတွေဈာထဲမှာရှိနေခြင်းကဒါရွှေ့ပြောင်းသွားလာခြင်းဖြစ်တယ်ဆိုတာကိုတွေ့ရတယ်။ဒါဆိုရင် ဒီမှာအဝေးရောက်နေတဲ့လူငယ်တွေဘာမှဟိုစိတ်ပူစရာမလိုဖြစ်ဟာတခင်ကိုတော်တိုင်းမှာသူ့ရဲ့နန်းတော်ကိုဆွန့်ပြီးတော့ဒီလောကကိုစင်ကြွလာတာရှေ့ပြောင်းသွားလာခဲ့ကျွန်တော်တို့လည်းသွားရတဲ့အနေအထားလေးတွေရှိတယ်။နောက်နည်းနည်းလေးအဲ့ဒီဂျားထဲမှာထည့်မယ်ဆိုရင်ဟိုအများကြီးအမိန်တော်ပြန်ပြီးတာနဲ့ကိုကမေတော်တခင်မရဲ့ဘိုက်ထဲမှာရှိကြတဲ့ရကကသူကရှေ့ပြောင်းသွားလာနေရပြီ။ Elispec ီ Judia ဟိုတောင်ထိပ်ပေါ်မှာသွားနေရပြီ။အဲ့ဒီအနေအထားလေးတွေပေါ့လေတကယ်တမ်းဟို ်တရဖလီဒီတေတေချာချာစစ်စစ်စစ်ကြီးလိုက်မယ်ဆိုရင်ဖျားတခင်ကရွှေပြောင်းသွားလာတဲ့ပုံကိုဖြစ်တယ်ဆိုတာကိုအဲ့ဒီနေရာဒီမှာတွေ့ရတယ်ဒီမှာလည်းကြီးလိုက်မွေးဖွားပြီးတာနဲ့ကိုကအီဂျစ်ပြည်ကိုထွက်ပြေးရတယ်အီဂျစ်ပြည်ကိုထွက်ပြေးရတယ်ဘာလို့ဘာဖြစ်လို့လဲ the holy family becomes refugees တကယ်ဒုက္ခတွေဖြစ်ကြတယ်တဲ့ fleeing persecution to protect the christ child the king ခရစ်တော်လေးကိုကယ်တင်ဖို့တဲ့ကာကွယ်ဖို့အတွက်ဒီ နေဆက်ညင်ပါနေဆက်ချင်းကနေအသက်ပေးရနေလွတ်မြောက်ဖို့အတွက်တခင်ခရစ်တော်ကဗာလဲအီဂျစ်ပြည်ကိုထွက်ပြေးရတယ် The Great Commission တခင်ခရစ်တော်ကသူ့ရဲ့တပည့်တော်ကြီးတွေကိုစေလွှတ်တယ်ကဘာအယယတုသွားလို့ဘာယတုသွားရင်အင်္ဂလိပ်တရားတော်ကိုဟောပြောလို့စေလွှတ်တာဒါလည်းတကယ် migration ပဲအမ making migration central to mission ဒီမှာစပြီးရွှေပြောင်းသွားလာဖို့အတွက်သူ့ရဲ့တပည့်တော်ကြီးတွေကိုပြောကြတဲ့အနေအား တာတနာပြုဖို့အတွက်ကိုကဒီရှေ့ပြောင်းသွားလာခြင်းဒီအရေးကြီးတဲ့ကန္တနေရာမှာတွေ့ရပြီတဲ့။တခင်ခရစ်တော်ကိုယ်တိုင်ကသူ့ရဲ့တပည့်တော်စီကိုလွတ်တာ။အဲကြောင့်မလို့ migration ဒီ mission ဖြစ်တယ်ဆိုတာဒီနေရာနေတဖြည်းဖြည်းနဲ့ကျွန်တော်တို့နားလည်လို့ရတဲ့အနေအထားလေးတွေဖြစ်တယ်။ပြီးရင်တံပေါ်လူရဲ့ခီးစဉ် post journeys အမှလည်းတွေ့ရတဲ့အများကြီးပဲသူ mediterranean တလျှောက်သူတရားဒေသနာတွေတရားဝင်တရားထက်တမျိုးဝင်တမျိုးထက်ဟောခဲ့တယ်ဟာရှစ်ပြောင်းသွားလာနေတာသူနောက်ဆုံးဒီယောမအထိရောက်ပြီးတော့ပေါ့လေဖန်ခံရပြီးတော့ယောမအထိရောက်သွားတယ်တို့အတင်းတို့ကလည်းအဲ့ဒီအနေအထားလေးကိုတွေ့ရတာဖြစ်တယ်တံပေါ်လူကိုယ်တိုင်လည်းအဲ့ဒီအနေအထားလေးတွေကိုတွေ့ရတယ် Okay the early church uh ရှေးဦးအတင်းတော်တွေထက်မှလည်းဒါကိုတွေ့ရတယ်သူတို့ကြောက်မလို့ပဲ from persecution to mission ဆိုလိုချင်တာ ဒီညှင်းပါနှိမ့်ဆက်ခြင်းခံရခြင်းကို ကြောက်ပြီးတော့မှပဲရွှေ့ပြောင်းသွားလာတဲ့အချိန်မှာ သာသနာတွေဖြစ်လာတယ်ဆိုတဲ့အရာလေးကို တွေ့ရတယ်တဲ့ Pentecost growth ဒီ Pentecost ဒီတန်ရှင်တော်ဝင်တော်ဖျားဆင့်တက်တဲ့နေ့မှာတပည့်တော်ကြီးတွေကတရားဒေသနာတွေဟောတဲ့အချိန်မှာအဲ့မှာလူမျိုးစုပေါင်းစုံပါတဲ့ဆိုတာလေးကိုတွေ့ရတယ် chapter 2ပေါ့လေတမန်တော်ဝတ္ထုအခန်းကြီး1မှာဆိုရင်ကောင်းကောင်းတွေ့ရတယ်အဲ့ဒီမှာလာတဲ့ပုံပေါ်ပြအဲ့ဒီတည်င်းစကားတွေကြားပြီးတော့သူတို့ explosive growth ဖြစ်သွားတာပေါ့အများကြီးလူပေါင်းများစွာကစေကြောချင်းခံကြရတယ်ဆိုတဲ့ဟာလေးကိုကြားသိခဲ့ရတယ်ဒီပုံကိုယ်တွေဒီသူတို့ဒေတာသူတို့နေရာတွေကိုပြန်သွားကြရတယ်ပြန်သွားတဲ့အချိန်မှာဒီမှာစပြီးတော့ဒီရဲ့ဒီ migration တွေရအဲ့ဒီမှာကိုလည်းတွေ့ရပြီ AD 300စုလောက်မှာစပြီးတော့ sorry ဒီနှစ်ပေါင်း100ကျော်ကျော်300 200ဝန်းကျင်300ပေါ့300စုအဲ့ဒီဝန်းကျင်လေးမှာစပြီးတော့တခင်ဖြစ်တော်ကိုလက်ခံလာကြတာလူတွေရအများကြီးဝင်တဲ့လူတွေရအများကြီးဖြစ်လာတယ်ကြတယ် โอเคတခင်ခရစ်တော်ကိုယေရှုကိုလက်ခံတယ်ဆိုရင်အသက်ခံရမယ်ဆိုတဲ့ဟာလေးကို main ထုတ်ပြန်တယ်အဲ့ချိန်မှာတခင်ခရစ်တော်ကိုလည်းယုံကြည်လက်ခံတယ်ဒါပေမဲ့သူတို့ဘာဖြစ်လဲအသက်မခံရဲလို့ထွက်ပြေးသွားကြရတယ်ဟိုရိုးရိုးကြည့်အစကားနဲ့ကြည့်မယ်ဆိုရင်တော့တရေဘောကြောင့်တွေလို့ထင်ရတယ်မဟုတ်ဘူးတရေဘောကြောင့်တွေမဟုတ်ဘူးဖျားတခင်ရဲ့ mission သာသနာလုံငန်းကိုကြီးပွားဖို့အတွက်ကဒီနေဟာနေပြီးတော့အစပြုနေတာရှေ့ပြောင်းသွားလာရတယ် ကြောက်လို့ထွက်ပြေးရတယ်ဒါဖျားရဲ့သာသနာအတွက်ဖြစ်တယ်ဆိုတဲ့အရာလေးကိုလည်းဒီနေရာမှာထပ်ပြီးတော့တွေ့ရတယ် Okay now migration becomes mission ဒါကြောင့်မလို့ရှင်းပြောင်းသွားလာခြင်းဒီဘာဖြစ်လဲသာသနာလုပ်ငန်းဖြစ်လာတယ်အဲအဲ့မှာဆိုရင်သူတို့သွားတဲ့နေရာတိုင်းအဲအခုဆိုရင်စင်ကာပူတို့မှာရှိကြမယ်ဒါဗမာပြည်ကက်သလစ်တွေပြောတာပေါ့နော်ထိုင်းမှာရှိကြမယ်ဘုရားကျောင်းတွေသွားကြတယ် တရားကြောင်တွေသွားကြတယ်ဖျားရှိကိုကြတယ်ဒါကူက witness တခုဖြစ်နေတယ်အကြောင်းလို့သူတို့အဲ့လိုမျိုးသွားတဲ့နေရာတိုင်းကိုသူတို့ကသခင်ခရစ်တော်ရဲ့ပါရမီတွေနဲ့ညော်မှန်းချက်တွေနဲ့သူတို့မှာပြည့်စုံတဲ့အတွက်ဒါကိုသူတို့သွားတဲ့နေရာနေရာတိုင်းကို global evangelization သခင်ခရစ်တော်ကိုတည်တည်ခံသူလို့ဖြစ်နေတယ်ဆိုတဲ့အရာလေးကိုပြောပြခြင်းဖြစ်တယ်ဒါကြောင့်မလို့အရှိပြောင်းသွားလာခြင်းဒီသာသနာပြုခြင်းဖြစ်လာတယ်โอเคဒါကြောင့်မလို့ modern migrants as missionaries ။ဒါကြောင့်မလို့အခုရှေ့ပြောင်းသွားလာနေတဲ့ပုဂ္ဂိုလ်တွေတခြားနေရာတွေရောက်နေတဲ့ပုဂ္ဂိုလ်တွေပြည်တွင်းထဲမှာပဲရောက်ဖြစ်ဖြစ်ရောက်နေတဲ့ကျွန်တော်တို့ခရစ်ယာန်တွေကက်သလစ်တွေဒီ modern migrants တွေဒီဘာဒူတွေဖြစ်နေလဲ missionary တွေဖြစ်နေတယ်သာသနာပြုတွေဖြစ်တယ်။ရာဖုံးတော်ကြီးဖြစ်เสียမလို့ဘူးကိုရောက်တဲ့နေရာဒီကိုဒီ missionaries ဖြစ်တယ်ဆိုတဲ့အရာလေးကိုဒီမှာတွေ့ချင်းဖြစ်တယ်။ကျွန်တော်တို့ဒီရှေ့ပြောင်းသွားလာတဲ့ပုဂ္ဂိုလ်ဒီမျော်လင့်ခြင်းကိုပေးတဲ့သာသနာပြုတွေဖြစ်တယ် ဆိုလိုချင်တာငါတို့ထိုင်းရောက်နိုင်တယ်မလေးရှားရောက်နိုင်တယ်စင်ကာပူရောက်နိုင်တယ်တခြားနိုင်ငံရောက်နိုင်တယ်ဗမာပြည်မှာလည်းရောက်နိုင်တယ်ကိုယ့်နေရာဒေသကနေပြီးတော့ရန်ကုန်လည်းရောက်နိုင်တယ်မန္တလေးလည်းရောက်နိုင်တယ်တောင်ကြီးလည်းရောက်နိုင်တယ်အဲ့ဒီမှာရောက်နေတဲ့ပုံကိုယ်တွေရဒီတခြားလူတွေကိုမျောလင်းချင်းရှိတယ်ဆိုတဲ့ဟာကိုကြားတာမျောလင်းချင်းကိုသာသနာပြုနေတယ်အာတိတိကျကျလေးပြောမယ်ဆိုရင် migrants carry fates အာတို့တွေကဘာကိုတည်ဆောင်နေလဲယုံကြည်ခြင်းကိုတည်ဆောင်နေတဲ့ပုံကိုယ်တွေ resilience ခိုင်မာတယ်ငါတို့စိတ်သက်တည်လုံးဝခိုင်မာတယ်ဘလောက်ပဲရွာမှာအဆင်မပြေပါစေဗမာပြည်မှာအဆင်မပြေပါစေကျွန်တော်တို့ဒီနေရာမှာရောက်နေတာဒီကျွန်တော်တို့မှာခိုင်ခိုင်မာမာစိတ်သက်တွေရှိတယ်ဆိုတာကိုပြနေတာကိုရီရောက်နေတဲ့နေရာဒီ and hope knowledge ချက်ကိုပေးနေတယ်ဘာတော့လဲ to new communities ကိုရောက်နေတဲ့အဖွဲ့အစည်းထဲမှာကိုကကိုကမျှော်လင့်အဲ့ဒီဟာတွေပေးနေတယ်ယုံကြည်ခြင်းကိုပေးနေတယ်ခိုင်မာတဲ့စိတ်သက်တွေကိုပေးနေတယ်မျှော်လင့်ချက်တွေကိုပေးနေတယ်ကိုရောက်တဲ့နေရာမှာ ပေါင်ကူးတရားတွေဖြစ်ကြတယ်တို့ရဲ့ကာချာရီနဲ့တခြားကာချာရီပြီးအဲ့မှာရှိတဲ့သူတို့ရဲ့ spiritual renewal လို့ခေါ်တဲ့ဝိညာဉ်ရေးပိုင်းရာဆိုင်ရာတွေမှာလဲကိုရီးယားနေပြီးတော့သူတို့တွေကိုတရားသစင်းတို့ခင်ပေးတာဖြစ်တယ်။ဘုရားဖျားကြောင့်တက်ချင်းအဖြစ်လဲဒီဝိညာဉ်ရေးရမှာသူတို့ကိုတရားတွယ်ပေးတဲ့ပုံစံလေးဖြစ်သွားတယ်ဆိုတဲ့အရာလေးကိုပြောတယ်။ဒါကြောင့်မလို့ရွှေ့ပြောင်းသွားလာသူတွေဒီ missionaries of hope ဆိုတာရာမင်းကြီး Francis ကပြောထားတာ ဖြစ်တယ်။ပြီးရင်ကျွန်တော်တို့ဒီ Catholic အသင်းတော်ကိုယ်တိုင်ကဘာပြောလဲ? Brigham Church ကဘာပေါ်မှာခီးပြုနေတဲ့အသင်းတော်ဖြစ်တယ်။အသင်းတော်သုံးခုလို့တင်စားခေါ်တဲ့အချိန်မှာဒီလောကမှာရှိတဲ့အသင်းတော်ဒီခီးသွားတဲ့အသင်းတော်တွေဖြစ်တယ်ဆိုတာကိုပြောတယ်။ဆိုလိုချင်တာကတော့အသင်းတော်ဆိုတာခီးသွားတဲ့ရှစ်ပြောင်းသွားလာနေတဲ့ပုံကူတွေဖြစ်တယ်ဆိုတဲ့အရာလေးကိုဖြစ်တယ်။ဖျားသခင်ရဲ့နိုင်ငံတော်သားလေးတို့တွေလူသားတွေအသင်းတော်သူအသင်းသားတွေရဲ့တကယ် မှန်ဆုံးသောမှန်ကန်တဲ့အိမ်တော်ဖြစ်တယ်ဆိုတာကိုပြနေတာဖြစ်တယ်တဲ့ဒီအသင်းတော်ကိုယ်တိုင်ကအဲ့လိုမျိုးပြနေတယ်ဖြစ်တယ်ဆိုပြီးတော့ပြောခြင်းဖြစ်တယ် more than migrants they are the missionaries တွေဖြစ်တယ်အာမငယ်နဲ့နေကချက်ရောက်လဲအာမငယ်နဲ့ကျွန်တော်တို့ဒီသာသနာပြုတွေဖြစ်တယ်ဆိုတဲ့အရာလေးတွေကိုတီးရမယ် okay ဒီ Pope Francis ကတော့တကယ်ဟို father ကလည်းဒီ pope francis ရဲ့ဒီ migration အကြောင်းအရာလေးတွေကိုကောင်းကောင်းလေ့လာခဲ့တာပေါ့နော်အင်မတန်စိတ်ဝင်စားစရာကောင်းတယ်သူယဟမင်းကြီးဖြစ်ပြီးတာနဲ့တန်းပြီးတော့ပထမဆုံးသွားလေတဲ့နေရာဒီအီတလီမှာရှိတဲ့ lampedusa ဆိုတဲ့နေရာကျွန်းကျွန်းနေရာလေးမှာသွားလေတယ်ယဟမင်းကြီးဖြစ်ပါတဲ့နောက်တစ်ရက်ကအဲ့ဒီ ကျွန်းလေးမှာသွားလေတယ် every မှာဒီအာဖရိကတိုက်ကလူတွေအများအများတေးပျက်စီးနေတဲ့နေရာတွေရှိတယ်အဲ့ဒီမှာပဲအလောင်းတွေမြုပ်မြစ်ထဲမှာဒီပင်လယ်ထဲမှာအလောင်းတွေပေါ်အဲ့ဒီဒီပင်လယ်နားမှာပဲဗာလဲအိမ်တွေဆောက်ပြီးတော့နေကြတဲ့ဒီအဝေးကနေပြီးတော့အာဖရိကတိုက်နေပြေးလာတဲ့ပုံကိုယ်တွေဘာသာသူတွေကိုဘာသာသူတွေမတူတဲ့ပုံကိုယ်တွေကိုသူသွားပြီးတော့ပထမဆုံးသွားခဲ့တယ်သူရာမင်းကြီးဖြစ်ပါတာ ਨੇ ဆိုလိုချင်တဲ့ကသူကိုယ်တိုင်း ကိုကယဟမင်းကြီးကသူ့ရဲ့ migrants central to his papacy သူ့ရဲ့ယဟမင်းကြီးတက်တမ်းမှာဒီ migrants တွေကိုသူ့ရဲ့ဘွားမှာထားတယ် main အနေနဲ့ထားတယ်ဆိုတာကိုတွေ့ရတယ်ယဟမင်းကြီးကိုတိုင်လည်းဘာဖြစ်နေလဲ migrants ပဲရွှေ့ပြောင်းသွားလာသူပဲသူ့ရဲ့အဖေတို့အမေတို့ဒီအီတလီနိုင်ငံသားပဲဒါမဲ့အာဂျင်တီးနားမှာသွားတယ်သူသူ့အဖေမေတို့ကဝန်ထမ်းတွေလည်းဖြစ်နိုင်တယ်အဖေမှာရွှေ့ပြောင်းသွားလာတာလည်းဖြစ်နိုင်တယ်အဲ့ဒီကနေပြီးတော့ပဲဆရာတို့တွေဖြစ်ရန်ဖုန်းကြီးတွေဖြစ်ရန် ဆရာတော်တွေဖြစ်ပြီးမှကာဒီနယ်တွေဖြစ်ပြီးမှဒီယဟမင်းကြီးဖြစ်သွားတယ်ဆိုတော့အဲ့လေအထောက်ကိုတွေ့ရတယ်။ဒါကြောင့်မလို့ तू မဆုံးခင်လေးမှာ2029မှာပေါ့လေ to migrants missionaries of hope ရှင်းပြောင်းသွားလာသူများဒီမျော်လင့်ခြင်းကို ပေးတဲ့သာသနာပြုတွေဖြစ်တယ်ဆိုတာကို तू ကခေါင်းစဉ်ကိုတင်ထားတာဖြစ်တယ်။ဒါကြောင့်လာမယ့်အပတ်ထက်မှာဆိုရင်၄ရက်နဲ့၅ရက်မှာဆိုရင်ဒီခေါင်းစဉ်ကိုပဲအဓိကဆွေးနွေးမယ်။ အဲ့ဒီဟာမှာဆိုရင်အတင်းတော်တစ်ခုလုံးနေနဲ့ဒီဟာလေးကိုပဲကောင်းစင်တက်ပြီးတော့တင်ပြมาဖြစ်တယ်။သူအဲ့ဒီထက်မှာအချက်၄ချက်ကိုအဓိကအကောင့်ထဲပေါ်ဖို့သူတောင်းဆိုထားတာကိုတွေ့ရတယ်။ Four essential actions. Welcome to Soba with open hearts. ပွင်နှလုံးသားကိုဖွင့်လင်းပြီးတော့ကျူဆိုပါတဲ့ရွှေ့ပြောင်းသွားလာသူတွေကိုဒါအရေးကြီးတယ်ဆိုတာကိုတွေ့ရတယ်။ Receiving migrants with hospitality and dignity. ရွှေ့ပြောင်းသွားလာတဲ့ပုဂ္ဂိုလ်တွေ အိုးနေဆွန်နေဖျားနေပမာမြန်မာပြည်ဖက်ရောက်လာတယ်ရန်ကုန်ရောက်လာတယ်အဲ့ဒီပုံကူတွေကိုလည်းကြိုဆိုရမယ်ပွင့်လင်းတဲ့နှလုံးသားတွေနဲ့ကြိုဆိုရမယ်ဆိုပြီးတော့တောင်းဆိုတာကိုတွေ့ရတယ်နောက်တစ်ခုက protect their rights သူတို့ရဲ့အခွင့်အရေးတွေကိုကာကွယ်ပေးရမယ်ဘာတွေလို့ရ insuring safety သူတို့လုံခြုံရလား security ဖြစ်လားစသဖြင့်ပေါ့လေ human dignity လူတယောက်လူအသက်ရှင်နေထိုင်ရလားအဲ့လိုမျိုးအသက်ရှင်နေထိုင်ဖို့သူတို့ရဲ့ rights တွေကိုကာကွယ်ပေးရမယ်ဆိုတာရဟမင်းကြီးကတောင်းဆိုတာကိုတွေ့ရတယ်ဖေဖော်ဝါရီလ 9ရက်နေ့6ရက်မှ9 6ရက်နေ့မှာကျန်တဲ့ဗုဒ္ဓနေ့မှာ audience ါသူအဲ့ဒါလေးကိုပြောထားတာကိုတွေ့ရတယ်။တို့မှာဖြစ်နိုင်တဲ့အစွမ်းအစလေးတွေကိုမြင့်တင်ပေးရမယ်ဆိုပြီးတော့ပြောထားတာကိုတွေ့ရတယ် supporting development and empowerment integrate communities အဲ့ဒီပုံကိုယ်တွေကိုကျွန်တော်တို့ရဲ့အတိုင်းအဝိုင်းထဲမှာလက်ခံကြိုဆိုရမယ်အဲ့ဒီရှေ့ပြောင်းသွားလာသူတွေရှိချင်းအဖြစ်ကျွန်တော်တို့ပတ်ဝန်းကျင်မှာရှိချင်းအဖြစ်သူတို့လည်းဒီအကျိုးခံစားခွင့်တွေရရှိနိုင်အောင် အကုန်လုံးပါဝင်တဲ့အဖွဲ့အစည်းကိုတည်ထောင်ရမယ်ဆိုပြီးတော့ရာမင်းကြီးကိုယ်တိုင်ကပြောထားတာကိုတွေ့ရတယ် အကြောင်းဒီအတင်းတော်ထဲမှာဒါကျမ်းစာတွေထဲကနေပြီးတော့ကြည့်တယ်အတင်းတော်ထဲမှာလည်းယဟန်မင်းကြီးတွေကအထူးသဖြင့် Pope Francis ကဒီရွှေ့ပြောင်းသွားလာသူတွေကိုဘယ်လိုမျိုးအားပေးတယ်ဘယ်လိုမျိုးလက်ခံရမယ်ဆိုတဲ့အရာလေးကိုကြောပြအချင်းဖြစ်တယ်။ကဲဒါကြောင့်မလို့ migration ရွှေ့ပြောင်းသွားလာခြင်းဒီ mission တာတနာပြုခြင်းဖြစ်တယ်ပြီးရင်တစ်ချိန်တည်းမှာပါလဲညှော်လင်းခြင်းကိုပေးတာဖြစ်တယ်။ရွှေ့ပြောင်းသွားလာခြင်းဒီတနည်းနဲ့တနည်းရွှေ့ခြင်းမဟုတ်ဘူး it is mission အဲဆိုရင်ကိုတို့ရောက်နေတဲ့နေရာဒီ ရွရွတတရွှေ့ပြောင်းတာမဟုတ်ဘူးအဲ့ဒါဒီသာသနာပြုခြင်းဖြစ်တယ်ဘယ်လိုမျိုးနားလည်ရမှာဖြစ်ပါတယ် migrants remind us the church is always on the move ဒါကြောင့်မလို့ migrant တွေရှိခြင်းအပြင်ရွှေ့ပြောင်းသွားလာခြင်းရှိခြင်းကိုကအဲ့ဒီအရာတွေကအတင်းတော်ကို လုံးစော်တာအများရပြန်ပြောပြတာကအတင်းတော်ဒီအများရရှေ့ပြောင်းသွားလာနေတယ်ဆိုတာကိုတိထားရမယ် migrants are called to be missionaries of hope ဒါကြောင့်မလို့တို့တွေ ရွှေပြောင်းသွားလာတဲ့ပုဂ္ဂိုလ်အားလုံးဒီဘာလဲမျောလင်းချင်းကို ပေးတဲ့သာသနာပြုတွေဖြစ်တယ်ဆိုတာကိုအကုန်လုံးသိရမှာဖြစ်ပါတယ်။ကဲအခုဖာသာတော့အလောင်းနဲ့ပဲအဆုံးသတ်မှာဖြစ်ပါတယ်အားလုံးကိုယေရှုတင်ပါတယ်။